ယ်မင်္ဂလာဆောင်ဆိုလို့အဲလိုမပြောပါဘူးဆိုပြောရတာသဘင်အစစ်နဲ့စတုံးထုံးကျင်တယ်ပြီးတော့လက်ဝတ်ရည်နာဆိုလဲအဲကိုပိုင်တဲ့ဟာလေးကိုဝတ်ချင်တယ်ဥမာကိုကအရင်မချမ်းသာခဲ့ရင်တောင်မှပဲပေါ့နော်အာကိုကိုငွေတယ်နဲ့ခတ်ပြီးတော့ပြီးမှရွှေရည်စင်းအဲ့လိုအောင်စဉ်းစားဘူးတယ်ကိုမင်္ဂလာဆောင်ခဲ့သည်ရှိနော်ကိုကအဲ့လိုလဲတုံးတရစ်ချင်းစီဆိုရကျင်တာအတကြိုးတဲ့ထီထီဆိုရမျိုးမကြိုက်ဘူးနဲ့သူကအဲ့လိုလုံးဝအပြည့်ပေါ့နော်စီစီလေးဆွဲထားတာမျိုးအရန်ကြိုက်တယ်ပြီးတော့အဲ့လိုဒေဝီတုံးလေးနဲ့အဲ့ပေါ့နော်အဲ့မှာတလုံးစိန်လေးဗီဒန်လေးနဲ့အဲ့အဲ့လိုလေးကိုမြတ်သူကအရန် ပေါ့နော်စိတ်ကူးရင်ねမြဲစင်းစားမင်္ဂလာဆောင်စမိတ်မချအောင်စမိတ်ချရွေးခတ်ပါလို့စမိတ်ကြီးတလန်တလန်နဲ့ကိုရွေးရတိခတ်ပြီးတော့ဖြစ်ပါဆိုတော့အဲ့လို day wee လေးနဲ့ပေါ့နော်အဲ့ဒါအားကြာဒီနေ့ဖွင့်ပေါ်တက်တဲ့ပုံစံအားမြစ်သူအမင်္ဂလာဆောင်ရင်လုတ်ချင်တဲ့ဇပင်ပုံစံမျိုးလေးရှိဝေဒီနေပါရီဆိုဘလူးလေးစင်မြန်းကျင်တဲ့စိတ်ကူးလေးရှိတယ် ရှိတယ်အားရဝန်တာကြီးနော်မယူဘူးရောပြီးရှိတယ်တဲ့လူရဲ့စိတ်ကပြောတာအော်ပြေးမြင်သွားတာကွာမြတ်တော်ကလေဟောငငယ်တော့ကအဲ့လိုတရစ်တရစ်ဆွဲတဲ့ဟာလေးရှိတယ်ဒီလိုမျိုးဆွဲတာလိုမျိုးပေါ့မြတ်တော်အဲ့လိုကြီးအောက်ကြီးကျနေတဲ့အကြီးကြီးတကြိုးတဲ့အကြီးကြီးတွေမကြိုက်ဘူးအဲ့ဒီလိုမျိုးစစ်စစ်လေးနဲ့လေတုံကနေဆင်းသွားပြီးရင်ဘက်အပြစ် ပေါ့နော်ကြက်သေးရှိရှိနဲ့အဲ့လိုအရာတအားကြိုက်တယ်အဲ့တော့ဆိုတော့စဉ်းစားကြည့်အနီတွေကြီးပြဆိုလဲအရန်လာတယ်အအပြာတွေကြီးဒါမှမဟုတ်လဲအဲ့လိုအရင်တော့ဆိုကွာရှိတယ်အဲ့လိုအရာအနီတစ်လိုင်းရွှေတွေဝါတစ်လိုင်းအဲ့လိုပေါ့နော်ကာလာလေးတွေကိုလဲအရင်တော့ဆိုအဲ့လိုဆွဲကြတာပေါ့အဆွဲရတော့လက်ပေါက်ကတ်တယ်ဒါပေမဲ့မြစ်သွားအရန်ကြိုက်တယ်သူတို့သမီးတယောက်ရဲ့ကြက်သေးရှိမှုလို့ခံစားရတယ်ကိုမင်္ဂလာဆောင်ခဲ့သည်ရှိနော်ကိုကအဲ့လိုလဲတုံတရစ်ချင်းစီဆွဲကြတာအတကြိုးတည်းထီထီဆွဲရမျိုးမကြိုက်ဘူးမြစ်သွားအဲ့လိုလုံးဝအပြည့်ပေါ့နော်စီစီလေးဆွဲထားတာမျိုးအရန်ကြိုက်တယ်ပြီးတော့အဲ့လိုဒေဝီတုံးလေး းနဲ့အဲပေါ့နော်အဲ့မှာတလုံးစိန်လေးဗီဒန်လေးနဲ့အဲအဲ့လိုလေးကိုမြတ်သူကအရန်ပေါ့နော်စိတ်ကူးရင်ねမင်းစင်းသာမင်းလာဆောင်စမိတ်မချအောင်စမိတ်ချရွေးခတ်မှာလို့စမိတ်ကြီးတလန်တလန်နဲ့အခုရွေးရတိခတ်ပြီးတော့ဖြစ်ပါဆိုအဲ့လိုဒေဝီလေးနဲ့ပေါ့နော်အဲ့တအားကြာဒီနေ့ဖွင့်ပေါ်တက်တဲ့ပုံစံအမြတ်သူကမင်္ဂလာဆောင်ရင်လှုပ်ချင်တဲ့ဇပင်ပုံစံမျိုးလေးရှိအဲ့လိုလေးကိုမြတ်သူကဒီနေ့လှုပ်လာခဲ့ရပါတော့နော်ဟုတ်ကဲ့ရှင်ဟာရန်လာတဲ့သူတို့အမိလေးဖြစ် အဓိကကြက်တေရှိကျင်တာပေါ့နော်ဟောမင်္ဂလာဆောင်မှာစမ်းကျင်နေတာတက်စာရဲ့လဝိယနာဆိုရင်လည်းအဲ့လိုစမ်းကျင်တဲ့ဟာမဟုတ်ဘဲနဲ့အမြဲတမ်းပေါ့နော်ဝေလိုရတဲ့ဟာတက်တပြီးတော့အရန်စိတ်ကူးရင်တာမင်္ဂလာဆောင်ဆိုလို့အင်းအဲ့လိုမပြောပါဘူးဆိုပြောရတော့ဇပင်အစ်စ်နဲ့စတုံးထုံးကျင်တယ် အဲ့မြတ်သူရဲ့စိတ်ကပြီးတော့လက်ဝတ်ရည်နာဆိုလဲအဲကိုပိုင်တဲ့ဟာလေးကိုဝတ်ချင်တယ်ဥမာကိုကအရင်မချမ်းသာခဲ့ရင်တောင်မှပဲပေါ့နော်အာကိုကိုငွေတယ်နဲ့ခတ်ပြီးတော့ပြီးမှရွှေရည်စိမ်းအဲ့လိုအောင်စဉ်းစားဘူးတယ်မြတ်သူပေါ့နော်အဲ့လိုကြီးပေါ့နော်ကိုဒါလေးဟာကိုပစ္စည်းလေးဆိုတဲ့ဟာမျိုးလေးပေါ့နော်အဲ့လိုစိတ်လေးရှိရသူဆိုတော့မတက်နိုင်ခဲ့ရင်တော့မြတ်သူကအဲ့လိုပေါ့နော်ကိုကကိုငွေသူကငွေနဲ့ခတ်ပြီးတော့ပေါ့နော်အဲ့လိုလေးလုတ်ပြီးတော့အဲ့လိုဝတ်ချင်တဲ့သူမျိုးကိုရဲ့ကိုပိုင်နဲ့ဟာလေး သိတယ်မလားကိုပိုင်တဲ့အရာလေးနဲ့အဲ့လိုလေးလှုပ်ချင်တာဆိုတော့သဘင်ကစားရင်တော့အရင်စပြေအရှိထားခဲ့ဘူးသေးတယ်ခုတော့မေ့လိုက်ပါပြီဒီကိစ္စတွေ လက်ရှိရတာဒါတကူလည်းတောက်ပါတယ်အလုပ်ကြီးစူးစမ်းပြန်ယူပြီးပဲပေါ့ဟုတ်ကဲ့ရှင်ဟိုမြတ်တော်ကခုနအမမနဲ့စနေသေးတယ်တိုက်ကလာလားမသိဟုတ်တယ်မမလို့ရေးစားမရှိဘူးအိမ်အောင်ပြူဆိုရင်အရင်ဖုံးချက်သေးကိုယ့်ရဲ့ကြည့်ရတဲ့ look ကစားပေါ့နော်ချက်သေးဆိုဖြည့်တယ်ပြီးတော့အများသူငါပို့ပြီးချစ်ခင်နေပေါ့နော်အဲမေတ္တာဓာတ်တွေရတယ်ပေါ့နော်ဆိုတော့မြတ်တော်ပြောရှင်နေပြီးတယောက်တစ်ထိထိချက်တာမလို့ချက်အများကြီးကိုပေါ့နော်အဲ့လိုမေတ္တာတွေပေးနေရတဲ့လုံလောက်နေပါဘူးလားဟာအဲ့ဒီဒီအောက်ပစ်လေးနဲ့ဒီဝိတ္တာလေးဆိုတာအခုငှနာလေးနဲ့တူတယ်လို့ခံစားရ အဲမောနော်အဲ့ပွေဦးလာရဲ့အကြီးတက်ကလေးကအမြင်ရှိရောလေကိုလည်းတခုခုလုပ်တယ်ဆိုရင်တော့ကိုရဲ့မသိစိတ်ကောသိစိတ်ကောပွေဦးလာလေးတခုခုတော့ sense ပါအောင်အများတန်းကိုကိုကိုစူးစမ်းပြီးနေတယ်အားလုံးကလည်းကိုဆိုအေးမြတ်သူဆိုရတဲ့ပွေဦးလာလို့ပို့ပြီးတော့ပေါ့နော်ခေါ်ကြရတယ်ပွေဦးလာပြီးအဲ့ပွေဦးလာလေးကိုချက်တယ်အဲ့လိုလေးဖြစ်သွားခါကျတော့မြတ်သူရဲ့အိုက်ဆန်လေးရောမြတ်သူအများတန်းတော့ပေါ့နော်ဟိုစူးစမ်းပြီးတော့ရအောင်ဝင်ပါတယ်အဲစကားပြောတာဆိုတာအစားပေါ့နော်အဲခိုင်းဆိုဆိုရင်အဲ့ဖားလာချတာမဟုတ်ဘူးကိုတော့အဲ့လိုလေးပေါ့နော်ဆိုတော့အဲ့လိုလေးပွေဦးလာတက်ကလေးရှိနေတာကလည်းကိုအကုန်လုံးကချက်တယ်ဟာလေးရှိတော့မြတ်သူအဲ့လိုလေး ည်းဖြစ်အောင်တော့မသိစိတ်ကိုသိစိတ်ကအောင်အများနဲ့ပါပါတယ်ဒီနေ့ဆိုအမဆိုင်ဝှစုံနှစုံလဲရနော်အမကိုလေကိုကဟိုမိသားစုဆိုဆိုတဲ့ခါကြမမတော့မပြောထားဘူးကိုကကိုလေးပေါ့နော်ဟိုဖြစ်ပြီးတော့မမကိုအဲ့ဒါနဲ့နှစုံလေးလဲလိုက်တာပေါ့ရှင်ဟုတ်ကဲ့ဟုတ်အရင်ကြိုက်တာပေါ့ဗောဆိုလေငငယ်လေးကတခုခုမဟုတ်တာလို့ပြီးတော့အလှဆုံးပြုံးပြုံးပြလိုက်တာနဲ့အကုန်လုံးကဘာမှကိုပြဿနာရှာလို့မရတော့အကုန်လုံးကကြည့်ကိုအပြုံးမှာပေါ့နော်အကုန်လုံးကဟိုဖြစ်သွားပြီးတော့ခွန့်လို့ပေးကြတာပချက်လေးကြောင့်လည်းအများကြီးပါလှုပ်ချင်ပြီးသွားဟုတ်ကဲ့ရှင်ဆိုအဲ့လိုလေးကြီးကြတာနဲ့ တတော်သားရမျိုးကြသွားဆိုတော့ကုတ်တက်ထားလေးရလေးဟိုအမားတွေကိုကာပါလုပ်လို့ရတယ်တော့ပြောလို့ရလူလူတိုင်းမပါဘူးဟုတ်ပြီးတော့မြတ်စွာခွတ်နေတာရှင်အဲ့လိုရီမပြောမှမဟုတ်စကားပြောနေလဲခွတ်တယ်ပေါ့နော်အဲ့ဒါတွေကလိုမျိုးရောရတာကိုအဖွာတွေအမေပေါ့နော်အမေရဲ့အမေကလည်းပါတယ်အမေမှလည်းရှိရကို့မှလည်းရှိသွားမျိုးရိုးစင်စက်ရတဲ့အရာလေးပေါ့အာအဖွာနဲ့အမေရဲ့နှစ်ဖက်မြတ်စွာတစ်ဖက်ပဲပါထိုင်လေးကိုကျွေခဲ့တဲ့အဲ့လိုမျိုးသားတွေကတော်တော်များပါ ဲ့လိုမျိုးတော့မသိဘူးဒါပေမဲ့လည်းပေါ့နော်အကုန်လုံးကတော့ပချိုင်းပါအတွက်တော့အာအဘလို့ပို့ပြီးတော့ထင်းထွက်တယ်မတူတဲ့အရာလေးဖြစ်တယ်ထူးဆန်းတယ်ပေါ့နော်အဲနောက်ပချိုင်းနဲ့လည်းဦးမြင့်သူပို့ပြီးတော့တွဲမိကြတာဆိုအမြင့်သူတက်ကဒါလေးက lucky လေးပါလို့ပြောချင်ပါ ကဲ့ပါဒါလေးကတော့ဒဇင်အောင်စင်ရွှေရဲ့နားဆိုင်ဖြစ်ပါတယ်ရှင်ဆိုင်ရဲ့ဒီနေရာလေးကတော့ Time City နှလွာမှာရှိပါတယ်ရှင်ဒါကဒီနေ့မှဒီမှာပေါ့နော်ဆိုင်သိဖွင့်နေပွဲပေါ့ဒီပတ်ဒဇင်အောင်ဒီရက်ဒီလာတာ7နှစ်စုနှစ်တခုရှိပါပြီရှင်အမမကိုတိုင်းကလည်းပေါ့နော်ဒီမြစ်သူအမတ်တရားကမမကသူ့ဆိုင်စဖွင့်နေပေါ့နော်ဒီမြစ်သူတို့ဒီ မင်္ဂလာတောင်ညွန့်လို့ပြောမှာပေါ့နော်နောက်မှာနော်မင်္ဂလာတောင်ညွန့်မှာဆိုင်ပေါ့နော်စပြီးဖွင့်ကြတဲ့အနေပြီးတော့ဒီနေ့ဒီမှာပေါ့နော် Time City မှာအခခံနာဖွင့်တဲ့အထိဆယ်စုနှစ်ထုရက်တည်လာခဲ့တယ်အဲမမရဲ့အဲမင်္ဂလာတောင်ညွန့်ဆိုင်ဖွင့်ခဲ့တဲ့ကပါဝင်ခဲ့တာအခုဆယ်နှစ်ပြည့်တဲ့အထိပါပဲရှင်